ကပောင်ချန်းခန်းကြီးဆရှိတာရဖျားသည်မန်ရီတပိတ်တော်နာမှာအဗြဟံအားထင်ရှားတော်မူသည့်အကြောင်းရဟုမူကားနေပူသောအချိန်တွင်အဗြဟံသည်တဲတကားဝ၌ထိုင်လျက်မျောကြည့်၍မိမိရှိမှ လူသုံးယောက်ရက်နေကြသည်ကိုမြင်သောအခါ ခရီးဥချို့ပြုခြင်းကတဲတကားဝမှပြေး၍မြေသို့ဥချလျက်အကျွန်ုပ်သခင်ရှိတော်၌ အကျွန်ုပ်တို့မျက်နာရလင် ကိုတော်ကျုံမှလွန်၍မသွားပါနှင့်ရေအနေငယ်ကို ယူခဲ့ပါရစေခြေကိုဆွေးပြီးလင်တပင်အောင်၌လဲလျောင်းကြပါလောမုံအနေငယ်ကိုလည်းယူခဲ့ပါမီ အမောပန်းပြေသောအခါထွားကြပါလော ထိုတို့သောခြေစုတော်ကိုခံစေခြင်းကကိုတော်ကျုံရှိရာသို့ရောက်ပါပြီဟုဆို၏ ထိုသူတို့ကလည်းပြောသည့်အတိုင်းပြုပါလောဟုဆိုကြ၏အာဗြဟံဒီလည်းတဲအတွင်း၌ရှိသောဆာရာစီတို့ အလင်းအမြန်ဝင်ပြီးလျှင်ဂျုံမုံရ30လေကိုအတော့ပြင်၍နေပါ မုံကိုလှုပ်ပါဟုဆိုလေ၏တဖန်နွားစုတို့ပြေး၍နှုတ်ထွားကောင်းမွန်သော နွားတငယ်ကိုယူခဲ့၍လူလင်၌အတဖြင့်မြ мян ပြင်ဆင်စေ၏ ်ထိုနောက်နိုးနေနှုတ်တန်းကို၎င်းပြင်ဆင်သောနွားတငယ်ကို၎င်းယူ၍ထိုသူတို့ရှင်တိုင်းထည့်ပြီးလင်တစ်ပင်အောင် သူတို့အနာမှရက်နေ၍သူတို့သည်စားချ၏ပြီးသောအခါတင်ဤမယားစာရာသည်အပင်မှရှိသည်ဟုမေးချလင်တဲအတွင်၌ရှိပါသည်ဟု ပြန်ပြော၏ထိုသူတို့တွင်တပါးကလည်းဖားချိန်စေသောအခါငါသည်တင်းစီတို့ဆက်ဆက်ပြန်လာအောင်မည် ထိုအခါသင်ဤမယားစာရာသည်ဒါကိုရလိမ့်မည်ဟုပြောဆို၏ထိုသူဆိုသောသူဤနောက်၌တကားဝအနာမှာစာရာရှိသောကြောင့်ထိုစကားကိုကြား၏ထိုအခါအာဗြဟံနှင့်စာရာသည် အသက်အရွယ်ကြီးရင်လာပြီးစာရာသည်မိမတို့၌ဥတုရောက်မြင်ရှိသည့်အတိုင်းမရောက်ပြီးထိုကြောင့်စာရာကငါလဲဥပြီးငါသခင်လဲဥပြီး သူဖြစ်၍ငါသည်ပျော်မွေ့ခြင်းရှိလိမ့်မည်လို့ဟုဆိုလျက်တိတ်ဆိတ်စွာရဲလေ၏တင်ဤမယားဆရာကအကယ်၍ငါသည်ဥပီးမှသားကိုဖားလိမ့်မည်လို့ဟုဆိုလျက်အဘယ်ကြောင့်ရဲသည်နည်းဒါရဖျားမတတ်နိုင်သောအမှုတစုံတစ်ခုရှိသလောချိန်ချက်သောဖားချိန်စေသောအခါတင်းစီတို့ငါပြန်လာ၍ဆရာသည်သားကိုရလိမ့်မည်ဟုဒါရဖျားသည် အာဗြဟံအားမိန့်တော်မူ၏ ဆာရာကလည်းကျမမရေပါဟုကြောက်၍ငင်းလေ၏မဟုတ်ဘူးတင်းရေပြီဟုမိန့်တော်မူ၏ထိုလူတို့သည်ထိုအရက်ထဲကထ၍တော်တော်မျိုးတို့မျက်နှာပြူလျက်သွားကြ၏အာဗြဟံသည်လည်းသူတို့ကိုပို့ခြင်းကလိုက်လေ၏ဒါရဖျားကလည်းငါပြုမိအမှုကိုအာဗြဟံအားမဖော်မပြဘဲဝတ်ထားရမည်လောအာဗြဟံသည်ကြီးမြတ်၍တကူနှင့်ပြည့်စုံသောလူမျိုးဖြစ်လိမ့်မည် လူမျိုးအပေါင်းတို့သည် သူအဖင်ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်။အကြောင်းမူကားသူသည်မိမိနောက်၌ဖြစ်တော်သားများအိန္ဒုများတို့အားပညာမီအရာကိုငါသိ၏။သူတို့သည်လည်းသာရဖျားဤတရားလမ်းသို့လိုက်၍ဟုံမှန်ဖြောင့်မတ်စွာကျင့်ကြလိမ့်မည်။သူဖြစ်၍ဂတိတော်ရှိသည့်အတိုင်းသာရဖျားသည်အာဗြဟံ၌ပြုရသောအခွင့်ရှိလိမ့်မည်ဟုအကြံတော်ရှိ၏။ တပန်တာရဖျားကတောတို့မျိုးဂေါ်မောရာမျိုး၌ကြွေးကြော်သောအတန်သည်ကြီး၍အလွန်အပြစ်လေသောကြောင့်ယခုငါသွား၍ငါရှိသူရောက်ခဲ့ပြီးသော ကြွေးကြော်ရှင်ရှိသည့်အတိုင်းသူတို့သည်အမှန်ပြုသည်မပြုသည်ကိုငါကြည့်ရှုမိမပြုလင်မပြုချောင်းကိုငါတိမိဟုမိန့်ထုံမူ၏ထိုသူတို့သည်ထိုအယမမျက်နှာလဲ့၍တောတို့မျိုးသို့သွားကြ၏အာဗြဟံကသာရဖျားရှိသော၌ ရင်းနေလက်ရှိသေး၏ထိုအခါအာဗြဟံချင်းကဲ့၍ကိုတော်သည်ဖြောင့်မတ်တော်သူတို့ကိုမတရားသောသူတို့နှင့်တကွဖြစ်စီတော်မူမည်လောထိုမြို့တွင် ဖြောင့်မတ်တော်သူ90ရှိလျင် ဖြစ်စီတော်မူမည်လောဖြောင့်မတ်တော်သူ90ပါသောမြို့ကို သူတို့အတွက်မနှမျောပဲဖြစ်စီတော်မူမည်လောထိုသူပြု၍ဖြောင့်မတ်တော်သူတို့ကိုမတရားသောသူတို့နှင့်တကွကွံ့မြင့်ခြင်းအမှုသည်ကိုတော်နှင့်ဝေးပါစေတည်း ဖြောင့်မတ်သော သူတို့ကို မတရားသော သူတို့ကဲ့သို့ခံစီသော အမှုသည်ကိုတော်နှင့်ဝေးပါစေတတိမြေကြီးလုံးကို စီရင်တော်မူသောသခင်သည်တရားသဖြင့်ပြုတော်မူမည်မဟုတ်လောဟုပြောဆို၏။ထာဝရဘုရားကလည်းတောတော်မြို့၌ဖြောင့်မတ်သောသူ90ကိုငါတွေ့လျင် သူတို့အတွက်ထိုအရက်လုံးကိုငါနှမျောမည်ဟုမိန့်တော်မူ၏။တပန်အာဗြဟံကအကျွန်ုပ်ဒီမြေမုတ်နှင့်ပြတ်သက်သက်ဖြစ်တော်လဲ။ ဖះရှင်ကိုယခုရှောက်မိဟုအာထုတ်ပါ၏။ဖြောင့်မတော်သူ90တို့တွင်9ယောက်မပြည့်လင်ထို9ယောက်မပြည့်သောအတွက်ကြောင့်ထိုမြို့လုံးကို ဖြစ်စည်းတော်မူမည်လောဟုမေးလျှောက်ပြန်သောထိုမြို့၌45ယောက်ကိုငါတွေ့လင်ငါမဖြစ်စည်းဟုမိန့်တော်မူ၏။တပန်တုံထိုမြို့၌၄၀ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟုရှောက်ဆိုပြန်လင်ထို၄၀အတွက်ငါမပြုတ်ဘဲနေမည်ဟုမိန့်တော်မူ၏ တဖန်တုံအိုးဘုရားရှင်စိတ်ရှိတော်မူမူပါနဲ့အကျွန်ုပ်လျှောက်ပါရစေထိုမျိုးနိုင်30ကိုတွေ့ခေါင်တွေ့တော်မူလိမ့်မည်ဟုလျှောက်ဆိုပြန်လင်ထိုမျိုးနိုင်30ကိုငါတွေ့လင်ငါမပြုဟုမိန့်တော်မူ၏တဖန်တုံ အကျွန်ုပ်သည်သာရဖျားကိုယခုလျှောက်မည်ဟု အာထုတ်ပါ၏ထိုမျိုးနိုင်20ကို တွေ့ခေါင် တွေ့တော်မူလိမ့်မည်ဟုလျှောက်ဆိုပြန်လင် နစေအတွက်ငါမဖြစ်စီရဲနေမိဟုမိန့်တော်မူ၏။အိုဖျားရှင်စိတ်ရှိတော်မူပါနဲ့ဒီတစ်ချိန်အကျွန်ုပ်လျှောက်ပြရစေအောင်ထိုမြို့၌တဆေကိုတွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟုလျှောက်ဆိုပြန်လျှင်တဆေအတွက်ငါမဖြစ်စီပဲနေမိဟုမိန့်တော်မူ၏။တာဝါဖျားဒီအာဗြဟံနှင့်နှုတ်ဆက်ခြင်းအမှုကုန်စင်ပြီးမှကြွတော်တော်မူ၏။အာဗြဟံဒီလည်းမိမိနေရာအယတ်သို့ပြန်လေ၏။